နှစ်စန်းတရနေ့မှာအကျဉ်းသူအကျဉ်းသား4863ကိုပြည်တံလူငင်းသက်တာခွင့်ပေးလိုက်တယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကအမိန့်အမှတ်30မြင်းဆောင်2025နဲ့ထုတ်ပြန်ပါတယ်။လူမှုရေးအရငင်းညာသောအဖြစ်၎င်းနိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နိုင်မှုအတွက်၎င်းအကျဉ်းထောင်အချုပ်ထောင်အသေးသေးမှာပြည်တံကြားခံလျက်ရှိတဲ့အကျဉ်းသူအကျဉ်းသား4863ကိုရာဇဝတ်ကျင်ထုံးပုံမှန်401ပုံမှန်ခွဲ1အရာ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျွလွန်မှာက၎င်းပြစ်ဒဏ်အပြင်အခုထပ်မံကြားခံမှုကြန့်ရှိတဲ့ပြစ်ဒဏ်တွေကိုပါဆက်လက်ကြားခံပါမယ်ဆိုတဲ့စီကံချက်နဲ့၎င်းတို့ကြားခံမှုကြန့်ရှိတဲ့ပြစ်ဒဏ်တွေအပေါ်ရှော့ပေါ်ပြီးပြစ်ဒဏ်လွန်ငင်းခွင့်ပြုတ်လိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါ့အပြင်မြန်မာနေဆန်းတရက်နေမှာအကျဉ်းထောင်အထုတ်ထောင်အသီးသီးမှာပြစ်ဒဏ်ကြားခံလျက်ရှိတဲ့နိုင်ငံသားအကျဉ်းသားအကျဉ်းသူ73ဦးကိုလည်းပြစ်ဒဏ်လွန်ငင်းခွင့်ပြုတ်လိုက်တယ်လို့သိရပါတယ်။ မြန်မာနှစ်သစ်အခါသမယအထိမ့်မတ်အဖြစ်၎င်းလူမှုရေးအရငင်းညာသောအဖြစ်၎င်းနိုင်ငံအချင်းချင်းမိဝတ်မပြတ်ဆက်ဆံရေးကိုရှေးရှုသောအဖြစ်၎င်းလူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအဖြစ်၎င်းအကျဉ်းထောင်အချုပ်ထောင်အသီးသီးမှပြည်ထောင်ကြခံလျက်ရှိတဲ့နိုင်ငံသားအကျဉ်းသားအကျဉ်းသူ73ကိုရာဇဝဲကျင်ထုံးဥပဒေပုံမှန်၄၁ပုံမှန်ခွဲ၁အရာ နောက်ထပ်တင်ပြမှုထမှန်ကျွလွန်မှာက၎င်းပြည်တံအဖြစ်အခုကြားခံမှုကြန့်ရှိတဲ့ပြည်တံတွေကိုပါဆက်လက်ကြားခံပါမယ်ဆိုတဲ့စည်းကမ်းသတ်မှတ်ချက်နဲ့၎င်းတို့ကြားခံမှုကြန့်ရှိတဲ့ပြည်တံတွေအပေါ်ရှော့ပေါ်ပြီးပြည်တံလူငင်းခွင့်ပြုပြီးပြည်နှင်တံပေးလိုက်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကထုတ်ပြန်ပါတယ်